စာလံကျမ်းအခန်းကြီး58အိုးလူသားတို့အကဲစင်စစ်တင်တို့ဒီစကားဖြောင်းကြတယ်လို့တရားသဖြင့်စီရင်ကြတယ်လို့အကဲစင်စစ်တင်တို့ဒီမတရားသောအကြံကိုကြံစီ၍မြေကြီးပေါ်မှာကိုယ်လက်နဲ့ပြုတ်သောညင်းဆဲခြင်းကိုချိန်တက်ကြ၏မတရားသောသူတို့ဒီအမိဝန်ထဲမှစ၍ ရှိုင်းသောသဘောရှိကြ၏။မွေးကလေးကလမ်းလွဲ၍မူသားစကားကိုပြောတတ်ကြ၏။သူတို့အစိတ်သည်မွေးအစိတ်နှင့်တူ၏။နားပြင်သောမွေးစိုးသည်မိမိနားကိုပိတ်၍လိမ်မာသောအလ္လာမေမဆူသောမန်တရားစကားကိုနားမထောင်ပဲနေတကဲ့သို့ဖြစ်ကြ၏။အော်ဖယားသည်သူတို့ပါဇက်ထဲမှသွားများကို ချိုးတော်မူပါ။အိုးထာဝရဖီအားချင်းသိက်တို့ဤအံသွားများကိုချိုးတော်မူပါ။ထိုသူတို့သည်စီသောရေကဲ့သို့ကွယ်ပြောက်ကြပါစေသော။လေးကိုတင်သောအခါမြားတို့သည် ကျိုးတကယ်သို့ဖြစ်ကြပါစေသော။ခယုသည်တောင်းစဉ်တွင်၍လျောတကယ်သို့၎င်း ပြတ်တော်ကိုဝင်တဲ့နေရောင်ကိုမမြင်ရတကယ်တော့၎င်းဖြစ်ကြပါစေတော်စူပေ၌မှွေတော်မိဘမှန်ကိုအိုးတို့သည်မတိမီအသက်ရှင်တော်စူပေ၌မိလောင်လက်ရှိတော်စူပင်တို့ကိုလေပွေတိုက်သွားပါစေတော်ဖြောင်းမတ်တော်သူသည်ထိုတော့တော်တံပေးခြင်းကိုမြင်၍ဝမ်းမြောက်ပါလိမ့်မည် မတရားသောသူတို့ဤအသွေး၌မိမိခြေတို့ကိုဆေးပါလိမ့်မည်သူတပါးကလည်းဖြောင့်မတ်သောသူသည် အကျိုးကိုဧကံအမှန်ခံရ၏မြေကြီးပေါ်မှတရားစီရင်သောဖရာသခင်သည်ဧကံအမှန်ရှိတော်မူသည်ဟုဝန်ခံကြပါလိမ့်မည်